အပေါ်မှာနှိုက်နေတဲ့ဇုံတွေအကြောင်းကိုကျွန်တော်ပြောပြပေးမယ်။ဆာလုံးမှာ MRT ရထားပေါ်မှာယောက်ျားကမြန်မာကောင်မလေးကိုနှိုက်နေတာဟေ။ဘာကုန်းလဲမဟုတ်ဘူးနော်။မြန်မာယောက်ျားမြန်မာမိန်းကလေးသူတို့တင်လာအင်မမတင်လိုက်တယ်။ Facebook မှာတော့ဘလူးလေးကိုပြန်ထနေတယ်။စကတ်ဟိုးထဲထဲကိုလက်နှိုက်နေတာဟေ။အရှိကိုနှိုက်တာအနောက်ကိုနှိုက်တာမဟုတ်ဘူး။ဘဝရှိကနေအာသာပင်ပြေမမဝေရုံနဲ့အမ။ဆာလုံးဟေးဆိုရင်မိန်းကလေးတွေကဖြစ်ပါတယ်ဆိုဒီလိုရထားပေါ်မှာအကောင့်တကောင်အနှိုက်ခံတာငါတို့တဲကိုကန်နေပါလေရှာပြီးသွားဖို့အချိန်မရတော့ဘူးထင်ပါတယ်။မြန်မာလို့ရှိရင်တော့ကျွန်တော် ဟောပြောချင်တယ်တော်တော်ကိုသိခါကြပါတယ်လို့သင်္ကန်းသာယူဖို့တည်းကျွန်တော်ပြောပေးတာပါတရားပေါ်မှာအဲဒီလူထပ်ပေါက်ချာနေတဲ့ဟာကိုကျွန်တော်တို့ကိုလာပြီးပြောခိုင်းကြတာအားလုံးပဲမင်္ဂလာပါမြေရီမိုကေ YouTube channel တူလိုက်ပါတယ်ဒီနေ့တစ္ဆေပေးမဲ့တဲ့င်းကလိုင်မောင်ဝါနံပါတ်ကြီးနေတဲ့ဒီစင်ကာပူရရှိမြန်မာဒီမြန်မာချင်းချင်းယထားပေါ်မှာတုံကြဲတဲ့ကဒီ pocket တိုက်ချက်ကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးမှလည်းဝေဖန်မှုလည်းမြင့်တက်နေတဲ့စင်ကာပူရရှိမြန်မာရဲ့ပြောလဲဒီတော်တော်လေးမှလည်းအဆက်ရသေးတဲ့ကိစ္စရဲ့တစ်ခုလို့ထင်တယ်ပေါ့နော်ယထားပေါ်ကစုံတွဲဒီမြူတာကမြန်မာနိုင်ငံမှာဒီကလေးလေးရှိတဲ့ ်မိမလည်းရှိရယ်စင်ကာပူမှာဒီမြန်မာမိန်းကလေးနဲ့ဒီဖောက်ပြန်နေလို့အမှုရင်ဆိုင်နေရတယ်လို့လည်းသိရတယ်ဗျဒီနေ့မှာတော့ဒီသတင်းလေးကိုပြသတဲ့ဆက်ပြရမို့ကျွန်တော်ပြည်ပလေးကိုဆုံးထားလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကြပါမယ်။မင်္ဂလေးတွေလည်းသူများအိမ်တော်ရှိမျိုးသားတွေကိုဒီလိုမျိုးမဖောက်ပြန်ရအောင်ဘုဒ္ဓရာနေနဲ့ပြန်လိုက်ရှင်းအားလုပ်ပေးခြင်းဖြစ်တဲ့ဒါဆိုတော့ကျွန်တော်ပြည်ပလေးကိုစလိုက်ရအောင် ောချင်ပေမဲ့ပြောဦးမယ်ဆာလုံးမှာ MRT ရထားပေါ်မှာမြန်မာချင်းတော့မြန်မာကောင်းမြန်မာယောက်ျားကမြန်မာကောင်းမလေးကိုမြန်မာမိန်းမကိုနော်နှိုက်နေတာဟေးနှိုက်နေတာနောက်ကနှိုက်နေတာမဟုတ်ဘူး तू ကစကတ်ဝတ်ထားတာ तू အထက်ဘာကုန်းလဲမဟုတ်ဘူးနော်မြန်မာယောက်ျားမြန်မာမိန်းကလေး तू တို့ချင်းဘေးချင်းကတ်သွားတဲ့သူတွေလည်းကြားတယ်ဒါပေမဲ့တင်လာအင်ဘုံမှာတင်လိုက်တယ်ဆိုလားမသိဘူး Facebook မှာတော့ဘလူးလေးကိုပြန်ထနေရဲ့ကိစ္စနော် အဲ့ဒါကိုကမလီကစကတ်ကဒူးထက်ဝတ်ထားတယ်မျက်မှန်နဲ့သူကအဲ့အခက်ကျောဝိတ်ကိုဖက်ကြည့်ကြည့်လွယ်ပြီးသူရင်ပတ်ရှိကိုကျောဝိတ်ချထားတော့ကောင်းကကွယ်သူရထားပေါက်ထွက်ခံပြီးဆိုလို့ရှိရင်ဘေးနားလေးအဲ့လိုနန်ရန်လောက်လူနေရမှာပေါ့ရက်နေတာမထိုင်မဲနဲ့ကောင်းကနောက်ကပေါ့စောအားရှိရနေပြီးတော့မတည့်ရက်နဲ့အဲ့ဒါကိုခါပေးရနေပြီးတော့စကတ်ဟိုးထဲထဲကိုလက်နှိုက်နေတာဟေးအရှိကိုနှိုက်တာအနောက်ကိုနှိုက်တာမဟုတ်ဘူးအဲ့ဒါကိုစောအားရှိရနေအာသာပြေမမဝေရုပ်နဲ့အမဖီးတက်နေတာနောက်ကကောင်လေးဟီလာရီထားပြီးမျက်နှာကြီးရဖြီးထားတဲကုကန်နေပါရင်မဆောင်နိုင်ဘူးလားနင် ဟိုဗျမ်းမြန်ကွဲဆိုတာเนาะအစားရဲမှာစာလုံးဟေးဆိုရင်နေနေတွေဟာဖြစ်ပါတယ်ဆိုเนาะဒီအာသာမပြေမမဝေမကိုလည်းတကယ်ကျေးဇူးတင်တယ်ဒီလိုယထားပေါ်မှာအကောင့်တစ်ကောင့်အနှိုက်ခံတာငါတို့ကလေးနင်းရောက်အမေတွေတောင်မှเนาะအဲ့လိုအနှိုက်ခံမှုမပြောနဲ့အော်ပါတယ်ဟဲ့ဒီကိစ္စလူတိုင်းဟိုအရွယ်ရောက်ပြီးတဲ့လူတိုင်းလောက်တာသိတယ်လေเนาะနင်တို့အဲ့လောက်ကြီးကြတော့လေစာလုံးလိုနေရာမျိုးကြီးမှာဟဲ့အချက်တွေကိုကွယ်လိုင်းပေါ်မှာ Facebook မှာပလူပြန်ထနေပြီเนาะအဲ့ဒီကိစ္စအားလေလာအောင်မှတကြောသေးလား တော်စိတ်ပြတ်ဖို့ကောင်းတယ်တချို့ရေလဲနော်ယောက်ျားကမနေနိုင်ဘူးဆိုရင်လဲယောက်ျားဆိုလှုပ်တဲ့ကောင်ကမနေနိုင်ဘူးဆိုလဲကိုကဟိုအဖြစ်ကိုအရင်တည်းကလဲချို့ဆိုချုံမုတ်တွေထဲမှာအဲ့ဒီနှိုက်တဲ့ပြဿနာလေးစလုံးမှာငုတ်ပဆက်နေပါလိမ့်မတော့နိုင်ဘူးလားသွားကြပါလားလို့နှိုက်တာနှိုက်တဲ့ပုံကခဏတော်ဆဆုံးရေနော်ယထားပုံမှာနော်ယထားပုံမှာနောက်ကနေပြီးတော့မတည့်ရက်ပြီးတော့အရှိအနေဦးစွားမတည့်ရက်နောက်ကလည်းဟိုမတည့်ရပြီခါပေးရရင်သတိုင်းရောဟိုးထဲကိုနှိုက်ချတာဟေးပေါ်တင်မဲ့ပြောတော့တာ ယောက်ျားလေးတွေတော့တကယ်တကယ်ကလေးကြီးနေနဲ့တကယ်ဟိုအောင်ဖြစ်ပါလွန်လွန်အားကြီးလို့เนาะတကယ်ရှက်ဖို့ကောင်းတာเนาะကိုရီလည်းတကြီးရွယ်ကိုဖြစ်နေအဲ့လောက်ကြီးထီရကြတော့ဟေးတော်တော်လွန်လွန်နောနဲ့မြမာမတွေဖြစ်ပြီးမြမာနဲ့မြမာချင်းတော့ဘာကုန်းနဲ့မဟုတ်သေးဘူးမြမာမြမာချင်းအမလေးဘေးကနေဖြတ်သွားလို့အဲ့ဒီနေ့ကစကားပြောတဲ့အကြားတဲ့ဆိုရင်တင်ထားတဲ့သူကအစာရှိတယ် ိတ်ဆင်းရဲဖို့တွေတောင်ကောင်းတယ်။ never ချိန်ညပါကွယ်စင်ကာပူနိုင်ငံမှာပတ်စံမသုံးနိုင်ဘူးလား။ဟိုတယ်ကလေးနှစ်ယောက်ကိုဆက်တူ share လေးနဲ့သွားကြပါတော့။ no and over လေတကောင်းနဲ့ကုန်ခံနိုင်လဲနှစ်ကောင်းညပြီးတော့နှစ်ကောင်းလုံးမူစုပြီးကျင်နေတဲ့ဟာလေးနှစ်ယောက်လုံး free တက်ဟိုရှိရတယောက်ကလည်းအာသာမပြေမှာမဟုတ်ဘူး။တကယ်ဆိုယောက်ျားလေးလှုပ်တယ်ဆိုလဲပါ့ကိုပဲပညာပြန်ဆွဲရိုက်ခဲ့ရမှာတကယ်မိမဆိုလို့ရှိရင်သိလား။တကယ်ရှိတဲ့ကောင်ဆိုအဲ့လိုနှိုက်ဖို့နေနေတာပေါ့ဗျာ။ချားတယ်ကိုအန်အောပါ။ရထားပေါ်မှာနှိုက်နေတဲ့ဇုံတဲ့ဒရက်အကြောင်းကိုကျွန်တော်ပြောပြပေးမယ်။ ဒါကျွန်တော်လည်းတုံတောင်ဆိုတော့ကျွန်တော်ကမ္ဘာသတင်းတွေနဲ့နိုင်ငံရေးသတင်းတွေပေါ့ကမ္ဘာနိုင်ငံရေးသတင်းတွေပဲကျွန်တော်ပြောတာဒါပေမဲ့ဒီဟာတော်တော်ကိုဆိုးရွားတဲ့အရာမျိုးလို့ကျွန်တော်လည်းပြောတာဗျာဒါတချို့ကတော့ပြောတော့မြန်မာအတွဲလို့ပြောကြတယ်ဟုတ်ရှင်လည်းဟုတ်မှာပေါ့ကျွန်တော်လည်းအတိအကျတော့မသိဘူးဒါပေမဲ့မန်းဒီမှာရေးတာတော့မြန်မာအတွဲဆိုပြီးတော့ရေးတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ဗျာအင်ဒိုနီးရှား အမျိုးသမီးတယောက်ကတင်ထားတိတ်ချင်ရင်တော့လိုင်းအောင်မှာရိုက်ပြီးရှာကြည့်လိုက် Happy Sunday Singapore ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ပေါ့အဲ့ဒါဆိုတော့အော် တွေ့လိမ့်မယ်အမျိုးသမီးကတော့မြန်မာနဲ့ပြတကယ်သူပါဟုတ်ပါတယ်မြန်မာဖြစ်လောက်တယ်မြန်မာဖြစ်ဖို့များတယ်အဲမျိုးသားကတော့အင်းကြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဝင်နေကြပုံစံမျိုးအင်းကြီးအချားပေါ့ဗျာဟောအင်းကြီးအအချားကွက်နဲ့နောက်ကနေပြီးတော့မှအမျိုးသမီးကိုဖတ်ထားတယ်ယထားပေါ်မှာထိုင်ကုန်မှာမဟုတ်ဘူးဗျာ အဲလူစင်းတဲ့အပေါကနားလေးကတိုင်မှာကျွန်တော်တို့မြန်မာနိုင်ငံယထာပုံစံမျိုးပါပဲ။အော်လူစင်းတဲ့ယထာတိုင်မှာမတည့်ရဟိုးမှာတော့အဲတိုးအတွက်ဒရက်ရှိတယ်တိုးရအတွက်ဒရက်ရှိတယ်။အာဒီဘက်ကတိုးရတွေ့ဒရက်ရအမျိုးသမီးကတော့အမတ်တမတ်တော့ကြိလိုက်သေးတယ်ဗျာ။ဒါသူတို့လည်းဟိုသူတို့တော့ရှက်သွားတယ်ထင်တယ်။တိုးရတောင် ရှက်ရတဲ့အတိဖြစ်ရသူတို့လုံပုံလုံနေရလေ။တော်တော်ကိုစိုးတယ်ဗျာတော်တော်ကိုစိုးတယ်ရိုက်ချကြည့်လိုက် Happy Sunday Singapore လိုက်ချရိုက်ချကြည့်လိုက်အဲ့ကောင်မလေးကမျက်မှန်နဲ့အရှိကနေပြီးတော့မှလွယ်အိတ်ကိုသူက အဲကြောဘွေကောနော်ကြောဘွေကောအရှိမလွယ်တာကြောဘွေကတေးတော့ဗျာဟောတိတာတော့အောက်ကစကတ်အတူနဲ့အဲနောက်ကမြို့သားတော့အသက်တော့ကြီးလောက်ပြီဗျာတချို့မန့်နေမှာရေးတာတော့ကျွန်တော်တွေ့တယ်အာကျမတို့ရွာကတွေပါရေးတာတွေ့တယ်ဗျာဒီလူက အာမြန်မာနိုင်ငံမှာလည်းဟောတာတိမယားကြီးရှိတယ်လို့ပြောတယ်အာရေးတာအတွေ့ဒါကျွန်တော်လည်းအတိအကျမသိဘူးเนาะအတိအကျတော့မသိဒါပေမဲ့မြန်မာဖြစ်ဖို့တော့များတယ်မြန်မာဆိုရင်တော့တော်တော်တိတ်ခါကြတယ်ဗျဟောအနောက်ကနေပြီးတော့မှအမျိုးသမီးကိုနှိုက်တာနောက်ကိုနှိုက်တာမဟုတ်တော့အရှိလက်ကိုအရှိကြော်ပြီးတော့မှကျွန်တော်တရုတ်ဆောင်တရုတ်မဆောင်တဘူးသွားကြည့်လိုက်ပါဟော Happy Sunday Singapore ဆိုပြီးမှရိုက်ပြီးတော့ရှာကြည့်လိုက် အရှိကိုကြော်ပြီးတော့နှိုက်တာဗျတော်တော်ကိုရုပ်ပြက်ဆင်းပြနေတယ်ကျွန်တော်တော်မြင်တာကတော့ဒီအတွေ့အတော်တော်ကိုဟွာဖြစ်နေတယ်ထင်သလားအာ တဲ့ကိုကန်ဒီပါရီလဲရှာပြီးသွားဖို့အချိန်မရတော့ဘူးထင်ပါတယ်အလုတ်သွားနေရင်းနဲ့လားအလုတ်ပြန်နေရင်းလားမပြောတတ်ဘူးအရှိကမင်းကလေးကလည်းပထမညင်ရင်နောက်ပိုင်းတော့တဟီတဟားနဲ့ရင်တော်တော်ကိုအဲအရှက်မရှိလို့ပြောရမှာပေါ့ဗျာကျွန်တော်တော်တော်ကျွန်တော်မြန်မာတွေဆိုလို့ရှိရင်တော့ကျွန်တော် ။ဟောပြောချင်တယ်တော်တော်ကိုတိတ်ခါကြပါတယ်လို့သင်္ကန်းသာယူဖို့တဲ့ကျွန်တော်ပြောပေးတာပါ။ဟောအဲ့ဒါကြည့်မယ်ဆိုရင်တော့သွားပြီး Happy Sunday Singapore ဆိုပြီးရိုက်ချကြည့်လိုက်။ Indo မျိုးသမီးတင်ထားတဲ့အရာဖြစ်တယ်။ကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာသူမန်တော်ပိတ်ထားသူတော်တင်တဲ့လူတော်ရှက်လို့လားမသိမန်တော်ပိတ်ထားအခုတော့ပြန်ဖွင့်မဖွင့်တော့မသိဘူး။ပေါ့ဝင်ကြည့်လိုက်ပါလို့ကျွန်တော်အဲ့ဒါလေးလာပြောပြပေးတာပါ။အားလုံးမကျေနပ်တင်ပါတယ်။အော်နိုင်ငံရေးသတင်းတွေလည်းထူးခြားဖြစ်စေများရှိလို့ရှင်ကျွန်တော်တက်ဆက်ပေးပါမယ်လို့ပြောပေးကြပါမယ်ဗျာ။ ရှင်တော့တောက်ကိုလေအချုံနဲ့မရတယ်နော်အဲ့ဒီယထားပေါ်မှာအလိနာထားကြည့်ဗျာကပောက်ချာနေတဲ့ဟာကိုရှင်တော့တောက်ကိုလာပြီးတော့ပြောခိုင်းကြတာတောက်ကအဲ့တော့မအံ့ဩဘူးရှင်တို့ရေအိုက်ထက်ဆုံးတဲ့ဟာတွေကိုကြုံဘူးလဲကြုံဘူးလဲတွေ့ဘူးလဲတွေ့ဘူးလဲနော်မြင်ဘူးလဲမြင်ဘူးလဲဆိုတဲ့ခါကြောင့်အဲ့ဒီဟာကိုပဲရှင်တို့တစ်ခါလဲပေါင်းပြီးတော့ပြောပြသွားပြီးမယ်လာအဲ့တဲ့နေရာမှာစိုက်တလို့နေရာယူလိုက်တော့အဲ့ဟာဘာလဲဆိုတဲ့ခါကျတုံးတော့တနင်္ဂနွေနေ့နေဆိုများတော့အချင်းစပိန်စီးကြရပေါ့ဟင်စပိန်စီးတဲ့ခါကျတုံးတော့စီးတဲ့နေရာတွေကိုပြောပြမယ်နော် ကလန်အမာတရားနေထွက်ပြီးတော့စတေဒီယံတပတ်ပတ်စီရညနေခင်းနေဆိုလို့ရှိရင်ပွန်ဂောဘက်မှာစီးတာအဲပြီးခါကျတော့မရီနာဘေးဘက်ကနေပြီးတော့အဲ့ဒီ east coast ဘက်ကိုစီးတာပေါ့လေစီးပြီးခါကျပွန်ဂောဆိုလို့ရှိရင်လာ waterway point ကနေပြီးတော့အဲ့ဒီဟို Coney Island တို့ပါတော့အဲ့ island တွေကနေဖြတ်ပွန်ဂော beach ဘက်ကနေပြီးတော့ waterway point ကိုပြန်သွားအဲ့လိုမျိုးတွေစီးကြတာအဲ့ဒီဘက်မှာဆိုလို့ရှိရင်မြန်မာတွေ all hit တောင်ကျန်းပြီးတဲ့ခါကျတော့အဲ့ဒီလူထပောက်ရှာပောက်စီစာတို့အဲ့လိုမျိုးတွေလည်းခဏတိုင်းမှတွေ့ဘူးကြုံဘူးတယ်နော်ပြီးတဲ့ခါကျတော့အဲ့ဒီအစိုးဆုံးမြင်ဘူးလားလေ ကလန်းအမပြာနေထွက်တော့အိုင်နားမှာညောင်မင်းရှိတယ်ရှင်တို့ရဲ့ညောင်မင်းလာပါပြီလားမသိဘူးအဲ့လိုအမြင့်တစ်ဖွားဖွားနဲ့နော်ညောင်မင်းလည်းဟုတ်ချက်မဟုတ်မယ်အဲ့အမြင့်တစ်ဖွားဖွားနဲ့အပင်ရကြီးပဲအဲ့ပင်နားလေးမှာခြုံထူးလေအိုင်နားမှာတန်ထိုးပြီးတော့အဲ့နေရာတိကျပြောတာနော်နော်ဘာလို့ဒီကူကူစီးကြားလဲလို့ပြောလို့ရှိလို့ရှင်တန်နဲ့ကနေယောက်ျားတယောက်နဲ့မိန်းမတစ်ယောက်နဲ့ထွက်လာပါလေဆိုရှင်တို့စဉ်းစားကြည့်လိုက်ဒီအတွေ့အကြုံမှာမဟာသမယတော့ရုတ်ပြီးတော့မှထွက်လာဖြစ်နိုင်မလားလို့နော်ချိုးနေဆိုလို့ရှင်ကလော်ကားနေနေနော်ကိုရင်းပြင်းတက်မှာခင်းပြီးတော့ခွာပြီးတော့အဲ့နေကြတာမျိုးတွေ အနှော်ကိုက်ခံနေကြတာလူထပ်ပေါက်စာခံနေကြတာမျိုးတွေအဲ့လိုမျိုးတွေကိုကြုံမှုတယ်ရှင်တို့ဟုတ်လားမဟုတ်လားရှင်တို့ကိုယ်တိုင်အဲ့ညာတွေကိုတွားကြည့်တွေးလိုက်မယ်နော်ပြီးကြတဲ့ခါကျတချို့တွေဆိုလို့ရှင်ကဲအဲ့ဒီအဲ့ဒီတွားကြည့်ကြနော်ဟိုမှာပေါ့ကြီးအဲ့ဒီတောင်ပေါ်မှာပဲအဲ့လိုမျိုးတောက်စာမျိုးမျိုးလူပြောပါဟစ်ကျွေးကြပြီးတဲ့ခါကျအဲ့လိုမျိုးအနှော်ကိုက်တွေပါလေနော်လူထပ်ပေါက်စာတွေပေါက်စီစာတို့ပြခံပြီးတဲ့ခါကျတော့အာမရကြတော့အာမရကြတဲ့ခါကျတော့အနီးနားမှာရှိတဲ့ ဒီဖိုးကြီးဖွားကြီးတွေတက်တက်အိမ်နာတယ်လေအဲ့ဒီထိုင်တို့သွားကြတယ်ရှင်တို့ရေနော်ပြီးကြတော့အဲ့ကလော့ကားနဲ့ခေါကန်နဲ့ကောင်မားတွေလည်းရှိတယ်ကောသူတို့မလို့အေးဒီဒိုင်လက်ပတ်ဆော်တောင်ဒီလောက်နန်တာဒီပေါင်နှချောင်းဖျဲလိုက်လို့အဲ့ပေါင်ကလာမဲ့အနံ့ဆိုစင်းတောင်စင်းသားရဲ့ကြုတ်မြင်ဘလို့လေတောင်မှအဲ့အနံ့တွေကိုချက်ချာလည်းမသိဘူးနော်သူတို့အဲမဟုတ်ဘူးရောတောင်းတယ်ပေါင်နာတောင်းတယ်လို့မပြောနဲ့ရှင်တို့ကလာအဲ့ကလော့ကားတွေလေပေါင်နာတောင်းတယ်ဆိုလို့ရှိရင်လေအဲ့သူတို့ရေပေါင်နာလာလာတတ်တတ်တနတ်အဲ့ဂျိုင်းလက်ပတ်ဆော်ဂျိုင်းလက်ပတ်ဆော်တတ်တတ်တနတ် ဘလုံးမကိုမစဉ်းစားလို့ကိုမရအဲ့အမျိုးသမီးတွေလည်းလင်ရွေးတယ်ဆိုတာလေလိုမျိုးတာပြီးတော့ကိုအထင်ကြီးလို့ရတဲ့ကြောင့်ကြားမျိုးကိုမှရွေးရတာလေရှင်တော့ကဒီကိုထက်လည်းတာတာနေတာမဟုတ်အဲ့ဒီအားရေတို့ဘာကုန်းနေတို့ဆိုတာစင်ကာပူမှာအနေဆုံးလုပ်တယ်လောက်ရတာကွတဆို့တွေဆိုလို့ရှိရင်ရုပ်ရည်လေးလှန်တာပါတာလေးရှင်တို့ရှာပါပါတဲ့လင်တွေကိုကောင်းတဲ့လင်ကိုယူကြပါဘယ်နိုင်ငံကလင်ကိုပဲယူယူကြောက်တာအားပေးပါတယ်သိလားဟုတ် သူများနိုင်ငံလိုက်သွားလို့တောင်းမှဟိုကိုမြန်မာနိုင်ငံထက်မတော်တတ်တဲ့နိုင်ငံကိုရှင်တို့လင်းယူပြီးဘာလို့တာလိုက်သွားကြမှာဟိုရောက်မှာမရလေးရောက်တော့မရငါးရောက်တော့ ਨੇ တွေ့နေမယ်เนาะရှင်တို့တို့တွေကအဲ့ဟိုကိုထက်ဆက်ရှုပ်တဲ့ဟာတွေเนาะအဲ့လိုမျိုးတွေကလည်းကြုံမှုတဲ့ခဏတိုင်းပဲဒီလမ်းဘေးအိတ်လမ်းဘေးစားတချို့တွေဆိုလို့ရှိရင်လည်းကွယ်ဒီဟိုတယ်ကိုသွားမှလေဒီတနင်္ဂနွေနေ့ကိုသူတို့မှာပလန်ရှိပြီးသားအကြံစီရှိပြီးသားအဲ့ဟာကိုဒီအိမ်ကနေပြီးတော့ထွက်လာဘာလို့မြန်မာဝတ်စုံပြီးဝတ်လာလဲလို့ကိုစမ်းစားတော့ကိုမရတော့ဘူး ဟိုတယ်ရှိမှာတရရရနဲ့ကိုအဲ့ညမဝတ်ဆောင်ကြီးနေရှင်တို့အဲ့ညမဝတ်ဆောင်ဝတ်လာမှာကုကူစီးမာလို့ပြောလို့လားအဲ့ဒါကြောင့်မလှော်ကန်ရတာဆင်ပြေတာလို့ပြောလို့လားဘလို့မန်းကိုမသိနားကိုမလဲချိုးရုပ်ပဲ့နော်ပြောတယ်နော်အဲ့ရောရှင်တို့လက်မအောင်နေကြနဲ့ဒါယထားပါမှာမလို့အဲ့ဒါမို့ရှင်တို့အဲ့လိုမျိုးယောက်ျားတွေကိုလည်းအတီယူရှင်တို့အတင်ယူလောက်များများမှတ်နေကြနဲ့အဲ့လိုမျိုးထန်တဲ့ယောက်ျားတွေကလေးသိလားရှင်တို့အသက်ကြီးလာလို့မိမတွေကများတော့အဖြစ်40ကျော်ပတ်ဝန်းကျင်မှာဆိုလို့ရှင်80ရာခိုင်နှုန်းလောက်ကနော်အဲ့ဒီ၄၀တားစိတ်ကုန်သွားကြတယ်ရှင်တို့ယင် တချို့20ရာခိုင်နှုန်းလောက်ပဲเนาะချွင်းချက်အနေနဲ့ရှိတယ်ကြံ့နေเนาะတချို့80ရာခိုင်နှုန်းလောက်ကကိုသားသမီးအရေးကိုအိမ်တော်ရေးတည်မြဲဖို့အရေးကိုအိမ်မှုကိစ္စတွေလုံးပန်းတာနဲ့ညရောက်လို့ရှိရင်လည်းဘာတကူကူးမှလည်းမစည်းချင်တော့အဲ့လိုအခြေအနေမျိုးရောက်တဲ့အချိန်မှာအဲ့လိုမျိုးအထံရောက်ကြတယ်ရောက်ကြတယ်ကကြတော့เนาะ20ရာခိုင်နှုန်းလောက်ကပဲစိတ်ကုန်ကြတာတော်လို့80ရာခိုင်နှုန်းလောက်က60အလောက်တိကိုအဲ့လိုမျိုးเนาะအဲ့ကြတော့ကိုက40လောက်မှအဲ့ဒီဟာတိုင်းတန်းကိုမကြေတော့ဘူးဆိုလို့ရှိရင်အဲ့လိုရှင်တို့အထံရောက်ကြနေတယ်ရတယ်ဆိုလို့ရှိရင်အာမရံငယ်နေဖို့အတွက် သူတို့ကရှင်တော့စီပန်းနေပြီအကြောင်းပြချက်တစ်ခုအနေနဲ့အဲ့ဒါလောက်သွားကြမှာပဲအဲဘာဖြစ်လို့လဲဆိုတော့သူတို့မရငယ်နေမယ်နေပြတဲ့ခါကျရှင်တော့မသိနိုင်လို့ဆိုတဲ့ဟာမျိုးတွေနဲ့ဖြစ်ကြမှာเนาะအားကြောင့်မို့ကိုယောက်ျားအထောက်အကန်လားဘာကန်လားဆိုလို့ရှင်အဲ့ဒီမယူခင်ကလေးကြည့်တယ်ကိုယ့်အကိုစဉ်းစားเนาะလူသားသူသားတာမှာဒီလိုမျိုးနှိုက်ပြီးတော့အဆက်ခွဲတဲ့ယောက်ျားမျိုးကိုရှင်တော့အဲ့အိမ်အောင်မဖြစ်ရွေးချယ်တယ်ဆိုလဲရှင်တို့တိုင်းနဲ့ရှင်တို့ကံပဲကြောက်ကမပြောတော့အဲ့ကော်ကိုင်းနဲ့ဂူဂူစီးကြတဲ့ကောင်မလေးလည်းမပြောတော့ဘူးဘာမှကိုမပြောချင်ဘူးအဲ့လိုတကယ် ဟုတ်ကဲ့ပါမြို့လေးကျွန်တော်ဥပိပိုင်းလေးကတော့ဒီတော့ပါပဲဒီပြစ်စင်လေးကတော့ဒီစင်ကာပူမြန်မာအတွဲကဒီမပွားမရလေးပြုတ်လုံနေလို့ဒီဆိုရှယ်မီဒီယာထက်မှာပြန့်နှံ့လာတဲ့ဒီမြားကြီးကလည်းဒီကိစ္စကိုအမှုဖွင့်ထားတယ်လို့ပြောတယ်ပေါ့နော်ဒီကိစ္စကတော့လိမ့်မှာရုပ်ပြက်စင်ပြက်နိုင်လို့နေဗျာဒီဒီဗီယိုဖိုင်လေးကိုဒီဆက်ပြသက်ပြီးရေးချက်ကတော့ဒီများအိမ်တော်ရှိတွေကိုဒီမျိုးမဖောက်ပြန်ရအောင်ဘူတရအနေနဲ့ပြန်လဲ share လုပ်ပေးခြင်းဖြစ်တယ်ဒီဗီယိုဖိုင်လေးလည်းအများသူငံမြင်နိုင်အောင် like share လေးပြုလုပ်ပေးဖို့တောင်းဆိတ်ခြင်းပါတယ် ဒီဘူဖိုင်လင်းနဲ့ပတ်သက်ပြီးတော့မျိုးရဲထီမီဆက်တကိုကျွန်တော် comment မှာမှတ်ချက်ရေးပေးကလေးရဲ့လိုဝေးပန်းချန်ပီယံမှာဗျာစင်ကာပူရောက်ရှင်မြန်မာရဲ့အတွက်တော့တကယ်ဥမာဒီပြည်စင်ကြီးကဒီတော်တော်လေးမှလည်းအောက်တန်းကျလွန်နေဒီစင်ကာပူရောက်ရှင်မြန်မာရဲ့အတွက်လည်းတကယ်ဥမာညံ့တာမပြတ်ရဲလောက်ဒီဖြစ်သွားစေတဲ့အရာမျိုးပေါ့ဗျာနော်နောက်ထပ်သတင်းတစ်ရရရှိလို့ရှိရင်ထပ်တင်ပေးပါမယ်ဗျာကျွန်တော် channel နဲ့ဘိုးတုတက်ရဲ့အကြောင်းနဲ့စီရီတင်းတစ်တကိုမြန်တက်ဆက်ပေးမှာမို့ကျွန်တော် channel like ကပါမယ် like ကပါနဲ့ notification bell လေးဝင်နေခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေအချင်းနဲ့ကြည့်မြိုက်တင်ပါတယ်နောက်ထပ်ဒီမှာပြန်ဆောင်ရမယ်